မမင်္ဂလာပါကျွန်တော်ကတော့တင်ထွန်းလင်းဒီနေ့ကျွန်တော်ဒီဗီဒီယိုမှာ crypto ဈေးကွက်ပြောင်းလဲဈေးကွက်တဲ့အချက်လက်တွေနဲ့လက်ရှိဈေးကွက်ပေါ်မှာ crypto ဝယ်ထားခြင်းနဲ့မိတ်ဆွေတွေအနေနဲ့ short term long term ဘယ်လို plan တွေထားရှိရမလဲဈေးကွက်ဒါတိုင်းရှင်တွေဘယ်လိုရှိနေလဲပေါ့နော်ဒါတွေနဲ့ပတ်သက်ပြီးတော့တစ်ချက်နားလဲမယ်ပေါ့လက်ရှိကျွန်တော် BTC ရဲ့ current price ကိုကြည့်ကြည့်မှာဆိုရင်တော့တသိန်းနဲ့ထောင်အထက်မှာရှိနေအောင်ကျွန်တော်တွေ့ရမှာဖြစ်တယ် ETH BNB Solana .ADA FSPCH.TRH NIA APTICP ပေါ့ဒီကွန်ရတော့လည်းဒါ BTC နဲ့အတူတူအရင်ရက်ထက်ဆိုင်ကနေဆိုရင်ဒါ downside မှာပြန်ရှိလာအောင်လည်းတွေ့ရမှာဖြစ်တယ်ပေါ့နော် အာ HRP နဲ့ LG ဆရာတော့လည်းတက်နေတာတွေ့ရတယ်ပေါ့ဆိုတော့လက်ရှိပြောမှဆိုရင်တော့ဇီကွတ်မှာဒါကျွန်တော်တို့ဒါ recovery ဖြစ်နေစေရနေပြီးတော့ပြန်ပြီးတော့နည်းနည်းလေးဒါ down side မှာရောက်လာတာလို့ကျွန်တော်တို့ဒါပြောလို့ရတယ်ပေါ့နော်ဒါနဲ့ကျွန်တော်မနေ့ကဗီဒီယိုမှာတစ်ချက်ရှင်းပြထားရှိရပေါ့နော်ကျွန်တော်ဘာကြောင့် down side ကိုရောက်ခဲ့လဲဆိုတဲ့အနေထားနဲ့ပတ်သက်ပြီးတော့ဆိုတော့ဒီချိန်မှာကျွန်တော်တို့ entry point တွေ target တွေအားဘယ်လိုရှိမလဲပေါ့နော်ဒါတွေကိုတစ်ချက်နားလည်မယ်ပေါ့ဆိုတော့လက်ရှိကျွန်တော်ဗီဒီယိုရဲ့ power chart ကိုတစ်ချက်တော့နားလည်အောင်ပေါ့နော်လက်ရှိဒီမှာကျွန်တော်ကြည့်ကြည့်မှဆိုရင်လက်ရှိ တော့ဒီမှာတွေ့နေရတဲ့ pattern က ascending triangle pattern ဖြစ်တယ်ပေါ့နော်ဒီ pattern ကကျွန်တော်ဒါ7000အထက်မှာရှိကုန်ပါလေကျွန်တော်တွေ့ရတယ်အရင်ကကျွန်တော်ဒါ9000 9000ဝင်ချင်း9000အထက်ပေါ့နော်အဲ့မှာရှိကုန်ပါလေကျွန်တော်တွေ့ရတယ်ဒါ ascending triangle pattern ဒါဖြစ်တိုင်းဖြစ်တိုင်းပေါ့ဒီကွက်ကကျွန်တော်ဒါအထက်ဘက်ကိုဒါကောင်းကောင်းမော်ဒီကာဗာတီဖြစ်ခဲ့တာကိုကျွန်တော်ဒါ record တရရှိရပေါ့နော်တွေ့တွေ့ရတယ်ပေါ့ဆိုတော့ပြီးတော့ကျွန်တော်ဒါ cutter ကလည်းတွေ့လဲရမြန်အထက်မှာရှိတယ်ဆိုတော့ဒါလည်းကျွန်တော်ဒါပါပဲနေနေဒါ attend ဘက်ကိုပဲပို့ပြီးတော့ represent လုပ်တယ်ပေါ့နော် တော့မနေ့ကဗီဒီယိုမှာဒါ BTC ပေါ့နော်တသိန်း900ဘက်မှာရှိကြတယ်ကျွန်တော်ပြောကြတာရှိရပေါ့ BTC ကျွန်တော်တို့ဒါတသိန်းကနေပြီးတော့တသိန်း2000ပေါ့နော်ဒီဝင်ချင်မှာကျွန်တော်တို့ဒါ first entry တစ်ခုဖြစ်မယ်လို့ဒါလက်ရှိလဲကျွန်တော်တို့ဒါ first entry ကတသိန်းကနေပြီးတော့တသိန်း2000ပေါ့နော်ဒီကြားထဲမှာကျွန်တော် first entry တစ်ခုယူလို့ရတယ်ဒါပြီးရင်တော့ကျွန်တော်တို့ target ဒီကတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒါတသိန်း9000တသိန်း8000ပေါ့နော်အဒီအဓိကတသိန်း9000တသိန်း8000ဆိုတဲ့ target ကိုကျွန်တော်တို့ဒါ cross လုပ်မယ်ဆိုရင်တော့အထက်ကိုကျွန်တော်ကောင်းကောင်းမှုမှုဖြစ်မယ်ပေါ့နော်ဒါလည်းဘာကြောင့် သိန်း9000တသိန်း8000ကအရေးကြီးလဲဆိုတာကျွန်တော်ခဏနေဒါ daily chart ကိုဒါပြောပြတဲ့အချိန်မှာကျွန်တော်တစ်ချက်တော့ဒီမှာထည့်ပြောပြမှာပေါ့ဆိုတော့လက်ရှိပြောရမယ်ဆိုတော့ဒါဒေကွက်ကနည်းနည်းလေးဘယ်လိုခေါ်မလဲ uptrend ကိုကောင်းကောင်းမမှုဖြစ်နေတာနေပြီးတော့နည်းနည်းလေးပြန်ပြီးတော့ downside ကိုရောက်လာတာပေါ့နော်ဒါတော့ fail ဖြစ်တယ်လို့ပြောလို့ရတယ်ဘာပေါ့ကျွန်တော်ဆိုတော့ဒါဆိုတခါလေးတက်တက်အနေထားတော့မရှိဘူးပေါ့နော်ဒါနည်းနည်းလေးတက်ပြီးတော့မှနည်းနည်း downside ပြန်ရှိလာမယ်ပြင်ပြန်တက်မယ်ပေါ့နော်ဒီလိုပုံစံတိုင်းပဲရှိမယ်ပေါ့ ဆိုတော့လက်ရှိကျွန်တော်တို့ဒါကနေ့က TPID data လက်ထွက်ဖို့ရှိတဲ့အတွက်ကြောင့်မလို့ဒီကွက်မှာနည်းနည်းလေးပတ်ပန်တမ်းအနေထားလေးလည်းကျွန်တော်တွေ့ရဖို့ရှိရပေါ့ဆိုတော့ကျွန်တော်ခုနပြောတဲ့ data အချီကတော့ကျွန်တော်တို့သတင်းရနေပြီးတော့သတင်း2000ပေါ့နော်ဒီဝန်ကျင်မှာကျွန်တော် percentage တစ်ခုယူလို့ရတယ်တကယ်လို့ကိုစီမှာ capital လက်ရှိရကွာ long term အတွက် hold ထားနိုင်နေဆိုတော့လက်ရှိ current price နဲ့လက် small margin လို့ leverage and you ထားလို့ရတယ်ဒါမှမဟုတ်ဒီကွက်ကိုထပ်ပြီးတော့နည်းနည်းလေး downside ကိုစောင့်နေဟိုဟာစောင့်ရှင်နေဆိုရင်တော့ကျွန်တော်တို့ ်တသိန်းတောင်မဟုတ်နည်းနည်းလေးတသိန်းအောက်မှာရှိရကျွန်တော်ဒါအချိန်မှတစ်ခုလည်းရနိုင်တယ်ပေါ့နော်ဒါကတော့ဒါ CPN data threshold ပြီးနောက်ပိုင်းအချိန်ဒီပုံမှာပို့ပြီးတော့မူတည်မယ်ပေါ့အာဒါကတော့ကျွန်တော်ပွားဝါ chart ရပေါ့နော်ဒါမဲ့ဈေးကွက်ကတော့ကျွန်တော် account မှာပဲရှိနေတော့ဖြစ်ပါတယ်အာသူတို့တစ်ချက် daily ကိုတစ်ချက် လောက်နားလည်အောင်ပေါ့နော် daily ကကျွန်တော်ကြည့်ကြည့်မှာဆိုရင်ကျွန်တော် spot line ဟာ9000ကနေ9200ဖြစ်တယ်အထက်မှာကျွန်တော် register အနေနဲ့ပြောရမယ်ဆိုရင်တော့3000 3000 8000ဖြစ်တယ်ဆိုတော့အောက်မှာ important spot line ကိုကျွန်တော်ပြောရမယ်ဆိုရင်တော့9000ကနေ9200ဖြစ်တယ်ပေါ့နော် ဒီ9000နဲ့9000ဆိုတဲ့ point ကကျွန်တော်ကဒါ main dc point တစ်ခုဖြစ်တယ်ပေါ့အဓိကကျွန်တော်ဒါ8000အထက်မှာဝယ်တဲ့သူတွေဒါ9000ဝန်းကျင်မှာဝယ်တဲ့သူတွေအနေနဲ့ဆိုတော့ dc ကိုကျွန်တော်9000နဲ့9000မှာလုပ်မယ်ပေါ့နော်လက်ရှိ current price နဲ့ဒါမှမဟုတ်လည်းတသိန်းဝန်းကျင်မှာဒါ percent ယူမဲ့သူတွေအနေနဲ့ဆိုတော့တကယ်လို့ကျွန်တော်ဒါဒီဘက်က downside ကိုရောက်မှာဆိုရင်8000အောက်မှာကျွန်တော်ဒါ DC လို့လို့ရမှာပေါ့နော်။ကြောက်မှာဆိုရင်လက်ရှိဒီမှာ daily ရလဲကျွန်တော်ဒီဘက်က trend မှာရှိနေတဲ့အရင်ကျွန်တော် downside တော့ဆိုရင်တော့ lower low lower high pattern တွေကို ဒါ follow လုပ်ကြတာပေါ့နော်လက်ရှိ planet မှာကျတော့ကျွန်တော် high 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 loop pattern တွေကို follow လုပ်နေတယ်ပေါ့နော်ဆိုတော့ဒီမှာ daily ရလဲဒီဘက်ကနည်းနည်းလေးထက်ပြီးတော့ကျလာနိုင်တဲ့အလားအလာတစ်ချက်ရှိရပေါ့နော်ပြောမှဆိုရင်တသိန်းဆိုတဲ့ G point တစ်ခုလဲကျွန်တော်ရဖို့အလားအလာရှိရပေါ့အာဒါမှလည်းဇေကွက်ကကျွန်တော်ပြောမှဆိုတော့ planet မှာရှိနေတဲ့အတွက်ကြောင့်မလို့ recovery ကဖြစ်ဖို့ပို့ပြီးတော့အလားအလာများတယ်ပေါ့နော် recovery ဖြစ်ဖို့ပို့ပြီးတော့အလားအလာများတယ်ပြီးကျွန်တော် channel ကလည်း200 EM ရအထက်မှာရှိရဲ့ တခြားဒါဇေကွက်အတွက်သတင်းအချက်လက်တွေလည်းဒါကောင်းတဲ့ဘက်ကိုပုံပြီးများတယ်ပေါ့နော်ဆိုတော့ဇေကွက်ကဒါကောင်းကောင်းမှုဖြစ်ပေါ်လာလာပုံများတယ်ဒါကောင်းကောင်းမှုမဖြစ်ခင်မှာပထမဆုံးကတော့ဒါသတင်း9000သတင်း8000ဆိုတဲ့ဒီ point ကအာသတင်း9000သတင်း8000ဆိုတဲ့ဒါကျွန်တော်တို့ရဲ့ register ပေါ့နော်ဒါကိုကျွန်တော်တို့ဒါ cross လုပ်ဖို့ရေးကြည့်ရပေါ့ဒါကိုကျွန်တော် cross လုပ်မယ်ဆိုရင်တော့ဒါအထက်မှာကျွန်တော်တို့ဒါသတင်း1000သတင်း4000ပေါ့နော်ဒီ bull market အတွက် comment ထားတဲ့ တခြား target တွေကိုလည်းတဖြည်းဖြည်းနဲ့ကျွန်တော်က chip လုပ်နိုင်မှာဖြစ်တယ်။ဒါရှိကျွန်တော်တို့ဒါ9000အောက်ကိုရောက်သွားမယ်ဆိုရင်တော့ဒါပြောမယ်ဆိုရင်ဒါ bull market ပြီးဆုံးသွားပြီပေါ့နော်။ကျွန်တော်ဒါ bear market စတင်ပြီလို့ပြောလို့ရတယ်။ဒါပေမဲ့ကျွန်တော်တို့က9000အထက်မှာရှိရဲ့ပြီးရင်ကျွန်တော်လက်ရှိဆိုရင်တော့ဒါ3000အထက်မှာရှိရဲ့ပြောမယ်ဆိုရင်တော့ဒီကွက်ကဒါ apply နဲ့မှာပို့ပြီးတော့ကောင်းကောင်းမွန်မွန်ရှိရဲ့လို့ကျွန်တော်ပြောလို့ရတယ်ပေါ့။ဒါပို့ပြီးတော့ကျွန်တော်ဒါ strong recovery ပေါ့နော်။ဒီကွက်ရပို့ပြီးတော့ strong ဒါပြောမယ်ဆိုရင် all time high အတခြားတွေ့ရဟိုကြတော့ကျွန်တော်ဆက်ပြီးတော့လည်း ဒီ3000 3000 8000ကိုပထမဆုံး cross load နိုင်ဖို့အရေးကြီးရပါတော့ဒါကိုလည်းကျွန်တော်မကြခင်မှာ cross load ဖို့တော့မျှော်လင့်ထားတယ်ပေါ့အဲဆိုတော့တခြားကျွန်တော်ဒါ daily ရရောဒါ block wire ရရောဒီကွက်ကပြန်နေမှာရှိရကျွန်တော် weekly ရကျတော့ဘယ်လိုခြေနေရှိလဲပေါ့နော်ဒါကိုလည်းတစ်ချက်တည်းနားလည်အောင်ပေါ့ဆိုတော့ဒါ weekly ရကျတော့ကျွန်တော်အရင်ကတည်းကပြန်နေမှာရှိခဲ့တာပေါ့နော်အပြင်နဲ့မှာရှိခဲ့တာအရင်ကျွန်တော်ဒါ hard high ပေါ့နော် weekly ရကျွန်တော်ကောင်းကောင်းမို့ hard high သွားတော့ဆိုရင်တသိန်းအထက်ကိုမှုဖြစ်ပြီးတော့မှပြန်ပြီးတော့ကျွန်တော်ဒါ down side ကိုပြန်ရောက်လာတဲ့အချိန်မှာတော့9500အောက်ကိုနည်းနည်းလေးရောက်ပြီးတော့မှအဲ့ကနေကျွန်တော်တို့ဒါ recovery ဖြစ်လာခဲ့တာလက်ရှိဆိုရင်ပြန်ပြီးတော့ကျွန်တော်တို့တသိန်းအထက်မှာ move ဖြစ်နေပြီပေါ့နော်ဆိုတော့ဒါ daily ရဟောကျွန်တော် weekly ရဟောဒါ four hour ရဟောဒီကွက်ကပြန်ပြန်မှာရှိနေတယ်ဆိုတော့ weekly ရလည်းကျွန်တော်အရေးကြီးလားတသိန်း9000တသိန်း8000 cross low ကိုအရေးကြီးတယ်ဒါပြန်တော့ကျွန်တော်တို့ဒါ strong downside ကိုကျွန်တော်တို့ face လုပ်ခဲ့မှာဆိုရင်တော့ဈေးကွက်ဒီ9000အောက်မရောက်သေးရင်ကျွန်တော်တို့ဒါ bearish မဖြစ်သေးဘူးခနော် bullish ပဲရှိသေးတယ်လို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့ခဏဗီဒီယိုမှာတော့ဒီလောက်ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်